ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လာစဉ်ရတဲ့အရာတွေကိုထုတ်လွှင့်ပေးလည်ရှိပါတယ်ကျွန်တော်တို့ဗမင်းတင်ခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီဘက်မလ26ရက်ကနေပြီးတော့ဧပြီလ1ရက်နေ့အထိတနင်္လာနေ့မွေးဖွားသူများတနင်္လာသားသမီးများအတွက်တပတ်တာအယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော့မှာဖြစ်ပါတယ် ဒီဘက်ဓာတ်တွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကံကြမ္မာအကောင်းနေကျွန်တော်တို့အဆိုးကိုရောက်သွားတတ်တဲ့ရက်တွေကောင်းနေတာနဲ့ကျွန်တော်အဆိုးဘက်ကိုပြောင်းသွားတတ်တဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရမျိုးတွေမှာတနင်္လာနေ့မွေးဖွားသူတွေဟာလုပ်ငန်းစည်းဝါးတွေကျွန်တော်တို့မလုပ်သင့်ဘူးလုပ်ငန်းစည်းဝါးတွေကျွန်တော်တို့မစားသင့်ဘူးဘာဖြစ်လို့လဲဆိုတော့လုံနေတဲ့လူတွေဆိုရင်ကျွန်တော်စည်းဝါးညံ့သွားတတ်တယ်အလုပ်ကံနေဆိုရင်လည်းကျွန်တော်တို့မကောင်းတဲ့အချိန်လေးဖြစ်နေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်လူမွေးဘက်ကနေကြည့်မယ်ဆိုရင်လည်းကျွန်တော်ကောင်းစရာတစ်ခွက်မှမရှိတဲ့အခြေအနေဖြစ်တယ်။အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီရက်တွေအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်အဆအဆအရာရာကျွန်တော်တို့တတိထားဖို့လိုတဲ့ရက်တွေဖြစ်သွားတယ်။အဲ့တော့ပြီးတော့ဒီရက်တွေအတွင်းမှာပဲသူတို့ဘာအတွက်ကျွန်တော်တို့တစားကန်ဖြစ်တတ်တယ်။ အတူတူပါတော့ကျွန်တော်တစားကန်ဖြစ်ရတာမျိုးတစားကန်လိုက်လို့ရတာမျိုးတစားကန်ဖြစ်သွားတာမျိုးတွေတတိထားရမယ်အဲ့တော့လုပ်ငန်းစည်းဝါးတွေခေါင်းကပြောရလို့လုပ်ငန်းစည်းဝါးတွေကျွန်တော်မစတင်ဘူးမတိုးချတင်ဘူးဒီလိုရံမျိုးတွေမှာအရေးကြီးတဲ့ကိစ္စတွေကျွန်တော်ပြုမှုပြောဆိုလုပ်ကြိုင်မယ်ဆိုရင်ကျွန်တော်တို့မအောင်မြင်နေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့ခီးသွားတာဟာကိုယ့်အတွက်ကျွန်တော်တို့ကံထောက်ပံ့ဖြစ်စေတယ်အဲ့တော့ကျွန်တော်တို့အနေမရှိတဲ့ခီးမျိုးပေါ့နော်အဲ့တော့ခီးသွားတဲ့နဲ့ခီးလေးသွားနေတာကိုယ့်အတွက်ရရချေလို့ပဲခီးသွားတာခီးသွားခြင်းကဒီလိုဟိုရံမျိုးတွေမှာတော့တနည်းနာနေမွေးဖွားသူတွေအနေနဲ့ကျွန်တော်ကိုယ့်အတွက်ကောင်းစေတဲ့အခြေအနေတော့ဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတနင်္လာနေ့မွေးဖွားသူတွေဟာဘယ်လုပ်ငန်းတွေနဲ့ပတ်သက်ရင်အကျိုးရှိလဲဗက်ကိစားတွေနဲ့ပတ်သက်ရင်ကိုယ့်အတွက်အောင်မြင်အဆင်ပြေလဲဆိုတော့ကျွန်တော်ဥပဒေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအကျိုးဆောင်ပြီးလုပ်ရမယ့်ကိစ္စမျိုးတွေအုပ်တို့အင်းတို့အေးတို့အချို့ရီတို့နဲ့ပတ်သက်တဲ့ကိစ္စတွေခင်းသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေတုတ်တန်တစ်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအသီးအနှံနဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတနင်္လာနေ့မွေးဖွားသူတွေအနေနဲ့အကျိုးရှိစေတဲ့အောင်မြင်စေတဲ့ကိစ္စတွေ think about it. အဲ့တော့အဲ့ဒါလေးကတော့ကျွန်တော်အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စအနေနဲ့ဆိုရင်တော့ကျွန်တော်တတိထားပြီးလောက်ကန်ဆောင်ရွက်တင်လဲဆိုတော့ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအရေးကြီးကျွန်တော်စာရွက်စာတမ်းစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစားသောက်ကိုစားသောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဝန်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်ဆီလိုဒီဇယ်လိုဒေါ်လာလိုဓာတုပိဒပစ္စည်းတွေဓာတ်တထုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလူမျိုးကြားပါသာကြနိုင်ငံသားနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတနင်္လာနေ့မွေးဖွားသူတွေဟာတတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေ ်ဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကိုတန်းကပြောခဲ့သလိုပဲကျွန်တော်ခီးသွားပြီးနေထိုင်လောက်ကန်နေတာတော့ကို့တက်ပို့ပြီးအကျိုးရှိစေတယ်ပို့ပြီးကောင်းစေတယ်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ချင်တယ်ဆိုရင်ဘာလို့ရအောင်လဲဆိုတော့ကျွန်တော်နိုးစီဘူးကုန်တစ်ခုနဲ့ပဲအာနိုးစီဘူးကုန်နဲ့ပဲဖြစ်ဖြစ်နိုးစီခွက်နဲ့ပဲဖြစ်ဖြစ်ကိုရောင်းချင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခေါက်ပေါက်ပေးမယ်ဝယ်မဲ့သူအမြန်လာအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်တို့တို့ထိရိုက်ခေါက်ပေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေထဲမှာတော့အိမ်တော်ရေးကိစ္စအနေနဲ့ပတ်သက်ရင်ကျွန်တော်အဆင်ပြေမှုလေးတွေရှိပြီးသမီးသားတွေကတော့ကျွန်တော်တို့အခြေအနေပတ်သက်တဲ့ကိစ္စတွေဆိုရင်တယောက်နဲ့တယောက်ညှိမရနိုင်မရတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းရဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေကတော့ကျွန်တော်1605ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ကျမ်းမိုင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်စီးနဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်တာလေးတွေကတော့သတိထားဖို့လိုတဲ့ရက်တွေဖြစ်တဲ့အဲ့တော့ဒီရက်တွေအတွင်းမှာပဲတနင်္လာနေ့မွေးဖွားသူတွေဟာ ကျွန်တော်ကိုယ့်ရဲ့ကန်စာတာမြင်ဖို့ပဲဖြစ်ဖြစ်တခုလေးကျွန်တော်လူကျင်တန်းကျင်တဲ့ဒါမှမဟုတ်တခုလေးထူးထူးခြားခြားကိစ္စတွေအောင်မြင်အဆင်ပြေခြင်းလေဆိုရင်တော့ကျွန်တော်တို့အိမ်ဖះမှာပဲမက်ဆွန်ဖះချင်းကိုရောမြကြီးကိုတတိ6လုံးဘာတတိပဲဖြစ်ဖြစ်တတိ6လုံးလေးလေးနဲ့နဲ့ကတ်လို့ပြီးဇူတောင်းလိုက်ပါခင်ဗျာတနင်္လာနေ့မွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ